မင်္ဂလာပါဒီနေ့ကတော့အမတန်မှအရေးကြီးတဲ့ဟာလေးတွေကျွန်တော်တို့အထဲမှာတွေ့နေရတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီမှာအီရန်ရဲ့စစ်တိုက်ဒါကိုအခုကဘာလုပ်လဲလဲဆိုရင်ဟာမတ်စ်အဖွဲ့တွေကလည်းဟောတခါတော့အမိပြန့်အောင်ရှင်းထားတာအခုဒီဟာမတ်စ်ကလည်းပြောနေပြီဟာမတ်စ်ကဘာပြောနေလဲဆိုရင်ဒီအာ US နိုင်ငံကိုပေါ့ဝါနေပေးနေတာပေါ့လား ဟာဘာညာဘာမတိုင်အဟိုဟာဘာအာအစ်ရင်ဒီအီရန်ကအစ်ရီကအီရန်တိုက်တာဟာကိုကျွန်တော်ထင်တာကတော့ကျွန်တော်ဒီစစ်ပွဲကအခုဟမ်မတ်စီရဲ့လာဘနိုကရဲ့ဒီယမ်မေကလူတွေအားလုံးကအစ်ရင်နိုင်ငံကိုချင်တက်ဖို့တက်လာမယ်ချင်တက်ဖို့တက်လာမယ်အာအစ္စရေးကအီရန်နဲ့ဖြစ်နေတဲ့အချိန်မှာဒီအဖွဲ့တွေကမြေအောက်မှာဝင်လာနေတဲ့အနေအထားမျိုးမှာရှိတယ်။အစ္စရေးရဲ့ပလန်ကတော့တော်တော်လေးကြောက်စရာကောင်းတယ်နော် အဲ့ဒါကဘာလဲဆိုရင်အီရန်နေနဲ့ပေါင်းနေတဲ့စစ်တပ်တွေအီရန်ဂျီနဲ့ပေါင်းနေတဲ့ဒီအကြမ်းဖက်တွေအားလုံးကိုအရင်ရှင်းထားတာရှင်းထားပြီးမှအီရန်ကိုတွားရှင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်ထင်တာကတော့သူတို့ရဲ့ plan ကလည်းစိုးတော့မစိုးเนาะလှုပ်ထားပေါ့ဒါပေမဲ့ဒီ Hamas တို့ဒီဒီအခု Hamas တို့ Lebanon ကလူတွေဒီအကြမ်းဖက်တွေကတော့ကျွန်တော်တို့ဟွာဖြစ်လက်တော့ဒါကကျွန်တော်တို့ကအာမအောင်ဖြစ်ပါဘူးเนาะ အချက်ဖက်ကလူကိုတတ်တယ်လူတွေရဲ့ကိုဒုက္ခပေးတယ်ကဘာဝငေးချောင်းကိုမလုပ်ဘဲနဲ့ကဘာဝစုဘူးတောင်းချောင်းအဆန်ငတ်မှုလေးဟိုလှုပ်တယ်အဲ့ဒါဒီအားဖြင့်ကဘာဟုတ်ကြုံတခုပြောပြမယ်အခုကဘာတော်တော်မြင်းမြန်အားလုံးကလူကြီးများတော်သူတို့မလုပ်ကြုံဘူးနော်ကဘာကိုလူကြီးနင်းတော်ကိုလှုပ်ချင်တာဒါကြောင့်တော်တော်မြင်းမြန်စစ်ပွဲဖြစ်တာတို့တခုတေဝါတာတို့ဒီလိုနှိမ့်ဆက်နေတာတို့ဆိုကဘာသိပြီးမှမကူတော့ဘာကြောင့်လဲဆိုရင်ကဘာကလူကြီးများလို့ကြောလူကြီးရှုပ်ချချင်တာ အဲ့ဒါကကျွန်တော်တက်တည်နေနဲ့ပြောမှဆိုရင်ဒီအာ Microsoft တတိဘာလို့သူနာမည်ကမိတ်နေရကွာ big great ဘေးကလည်းပြောတယ် break ရဲ့လဲသူလဲ break ကလည်းသူ break ကလည်းသူလဲလူကြီး6ချောက်တော့လိုချင်တယ်အိန္ဒိယသမ္မတတယောက်ရှိတယ်နောက်တယောက်ကမလေးရှားလူတယောက်ရှိတယ်ပြီးတော့ဒီ UN ကအဖွဲ့အစည်းကတယောက်ပြီးတော့ဒီ global ကဘောနောဖက်ကသူတို့ကလိုတယ် လူကြီးရှော့ချနေတဲ့လူကြီးကရမ်းများတော့ကြောင့်စီးရတဲ့ထက်လူကစီးရလာတယ်တဲ့အဲ့ဒါလူကြီးရှော့ချမှပဲတော့ဘာဖြစ်လာလဲဆိုရင်အာပိုပြီးမှလူနေမှုဆက်တန်းတွေကရဲချမ်းသာကြွယ်ဝမှုပိုဖြစ်လာမယ်လို့ပြောတာဖြစ်တယ်ဒါကြောင့် covid-19 ကဆိုရင်သူများတော်တော်များများအားလုံးကအာဘာဖြစ်လဲဆိုရင်အာမတင်ကောင်းမှုတွေဖြစ်နေတယ်ပြီးတော့ဒီ bill gate ကိုတော့တော်တော်များများအားလုံးကမတင်ကောင်းသူကကွယ်ဆေးနဲ့ပတ်သက်ပြီးမှသူ့ကို ကလေးတွေကောက်စင်းနဲ့ပတ်သက်ပြီးတော့သူ့လူတွေကအများကြီးသူ့ကိုဟိုဖြစ်နေတာဖြစ်တယ်။အာမယုံဘူးဖြစ်နေတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်ပြောချင်တာခုကဘာမှာစစ်ပွဲတွေဖြစ်လာလူများများတေလီလီတချို့ကဘာလူတွေကကြိုက်လေလေပဲ။ကိုရောမကြိုက်ဘူးဒါမှသူချို့ဘာကြောင့်လဲ။လူရဲ့နေတော့သူကနေတော့ချင်းနေတော့သူကလုတ်ချင်တာဖြစ်တယ်။ဆိုတော့အခု UA UA ဒီ Israel နဲ့အာဒီ Iran နဲ့ပတ်သက်ပြီးမှလည်းအခု Iran က Israel Israel က Iran ကိုသွားတိုက်နေတဲ့ချိန်မှာအခု လဘနွန်ကလူတွေဟမတ်ကအဲ့ဘက်ရှိတဲ့သူ့နေနာအစ်စရေးနိုင်ငံနဲ့ကပ်နေတဲ့နိုင်ငံကနေအကြမ်းဖက်တွေကိုဝင်ခိုင်းဖို့ဖြစ်နေတာဖြစ်တယ်။အောက်ကနေဝင်မယ်တိုက်မယ်အီရန်ကိုတော့ဘာနဲ့ဒီလိုတိုက်နေတဲ့အချိန်မှာဒီဂျာထဲမှာအာနယ်တွောင်းကိုလုံနေတာဖြစ်တယ်ဆိုတော့ဒီဒီစစ်ပွဲကအာငေးချိုင်းယူမလားမယူဘူးလားဆိုတော့ပြောလို့မရတည်ဘူးဒါရိုဒေါ်နထရက်ကလည်းပြောတယ်အဲ့ဒီမြို့သွင်းမှနေတဲ့လူအားလုံးကိုမြို့သွင်းမှနေတဲ့လူအားလုံးကိုဖျက်သိမ်းပေးဖို့မြန်မြန်လေး အာမြို့တင်မှနေလို့တော်တော်များများအားလုံးကိုဟောလုတ်ပေးဖို့အာရှောင်ဖို့မြို့ပြမသွားဖို့ပြောနေတာဖြစ်တယ်ဆိုတော့အခုနောက်တစ်ခုကဘာလဲဆိုရင် North Korea နဲ့ North North Korea နဲ့ sorry North Korea က Russia ကိုနောက်ထပ်နောက်ထပ်6000စစ်တပ်6000ကိုပြန်ပို့လိုက်ပါပြီအရင်တော့6000ပို့လိုက်တာကလွန်ခဲ့တဲ့ချိန်6000ပို့လိုက်တာကသေသွားပြီတဲ့မရှိတော့ဘူးတဲ့ နောက်ထပ်ရုရှားတွေတောင်းဆိုတာကဒါရုရှားတွေပြောတော့နော်6ထောင်ထပ်ပို့တယ်တဲ့ကျွန်တော်ထင်တာမြန်မာနိုင်ငံကလည်းဒီလိုစစ်ပွဲတွေဖြစ်နေလို့တိတ်ပြီးမှခွာဖြစ်နေတာအာမမပို့တာမြန်မာနိုင်ငံကိုနောက်ထပ်ဒီ North Korea လေအဲ North Korea နဲ့ North Korea တွေစစ်တပ်တွေအားနည်းလာမယ်အကူမရှိတာတော့ဘူးဆိုရင်ကျွန်တော်ထင်တယ်မြန်မာစစ်တပ်ကိုလည်းကော်ခေါ်လာမယ်ဒါကမြန်မာစစ်တပ်တွေအခုကိရိယာမင်းတို့ကောင်းစစ်စမ်းထားဖို့မြန်မာစစ်တပ်တွေအခုကိရိယာမင်းတို့ကောင်းကောင်းလေး မြန်မာစစ်တပ်တွေမင်းတို့အခုကြေးရတယ်တော်တော်ကောင်းကောင်းလေးစဉ်းစားထားဖို့အကောင်းကောင်းလေးအဆင်ခြင်ဖို့ကောင်းကောင်းလေးအမ်ကောင်းကောင်းလေးဟောဖို့တွေးထားဖို့လိုတယ်နော်တွေးထားဖို့လိုတယ်ကောင်းကောင်းလေးတွေးထားဖို့လိုတယ်ကောင်းကောင်းလေးစဉ်းစားထားဖို့လိုတယ်မဟုတ်ဘူးဆိုရင်ခင်ဗျားတို့မင်းအွန်လိုင်းရဲ့စကားကိုပဲနားထောင်မစင်မကြခင်မှာမြန်မာစစ်တပ်တွေကယူကရိန်းနိုင်ငံကိုတော့ကူရမယ့်ခြေအနေမျိုးမှာဖြစ်လာလိမ့်မယ်မိတ်ဆွေအော်မင်းတို့ကောင်းတွေကိုယူကရိန်းနိုင်ငံမှာမင်းတို့ကောင်းတွေကိုငါတို့ ပညာနဲ့တည်ခိုင်းပေးမယ်ပညာနဲ့တင်ပေးမယ်ယူကရိန်းနိုင်ငံကတော့နေလို့ကိုအာယူကရိန်းနိုင်ငံမဟုတ်ရုရှားကငါတို့ကမင်းတို့ပညာတင်ပညာတော်တင်ညစ်စီလွတ်မယ်ဘာညာပြောပြီးမှတိုက်ခိုင်းမဲ့ခြင်းတွေမျိုးမှဖြစ်လာလိမ့်မယ်ဆိုတော့ဒါကြောင့်အခုကတည်းကကျွန်တော်တို့မြန်မာစစ်တပ်တွေစဉ်းစားထားဖို့လိုတယ်ပြပအားကိုဆိုပြီးမှပြောရင်သူ့ပါဇက်ပဲဒါမှမဟုတ်အခုမြန်မာပြည်မြန်မာနိုင်ငံမှာအော်တောင်ကြီးမှာရှိတဲ့တော်တော်မြင့်မားနာမည်အရလို့ဗမာလို့ပြောင်းခိုင်းတာအောက်ပါလဲ ဗမာလိုမြန်မာလိုပြောခိုင်းနေတာမှပဲမဲ့တော်တော်များများအားလုံးနေဆက်တွေမှာတော်တော်များမြန်မာနိုင်ငံနေဆက်တွေမြို့တွေမှာဆိုမြန်မာပတ်စံတော့မတုံးဘူးဘာလို့မှာနော်အလကားရဲ့အလုံးမရှိအလုံးရှာပြီးမှအသက်ကုန်ရှာလုံနေတာနောက်တစ်ခုကပါလဲဆိုရင်ဒီဒီစစ်ပွဲက အခုရုရှားကို6000ဆိုရင်11000ပို့လိုက်ပြီဖြစ်တယ်ဒီဒီ11000ကလည်းဘယ်လိုဖြစ်လာမလဲမသိဘူးတနာဆက်ကောက်ပါတယ်နော်သူများနိုင်ငံကိုတွားပြီးမှတွားတိုက်ပြီးတယ် အသက်ဆုံးရှုံးရတဲ့ဟာမျိုးအာနာရှင်ဆိုတာဒါမျိုးဖြစ်ပါတယ်။သွားမသွားရမျိုးတိတ်တတ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ဆိုတော့မြန်မာနိုင်ငံမှာလည်းမကြိုက်ခင်မှာဖြစ်လာတဲ့အနေအထားမျိုးရှိလာမယ်။ဒီဒီထားဖို့လိုတယ်။နောက်တစ်ခုကဘာလဲဆိုရင်ဒီအီရန်ကကိုကလုံးဝနျူကလ িয়ার နဲ့ပတ်သက်ပြီးဆွလုဖို့မရှိဘူးဆွနွေးဖို့ပါညာပြောလာတယ်ဒါပေမဲ့ဆွနွေးလာဖို့အခြေအနေလည်းမရှိဘူးဒါကြောင့်ခုကပါပြောလဲဆိုရင်အစ္စရေးနိုင်ငံကိုအီရန်နိုင်ငံအီရန်ကိုတဲ့အီရန်အီရန်ရဲ့ နျူကလ িয়ার လက်နက်ဟိုမြေအောက်ထဲမှာရှိတဲ့ဟာကိုအာမြေအောက်ထဲမှာရှိတဲ့အာမြေအောက်ထဲမှာနျူကလ িয়ার လက်နက်တွေတုံလုံးတဲ့နေရာကို ပေါက်ကွဲအောင် လုပ်နိုင်ဖို့အတွက်ကဘာလို့တလဲဆိုရင်တဲ့အာဘာလို့တလဲဆိုရင်နော်အဲ့လိုပြောနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ဒီစစ်ပွဲကြီးကတော့တော်တော်လေးနဲ့ပဲကျွန်တော်တို့ရပ်နားဖို့တော့မဖြစ်နိုင်တော့ဘူးအခုရုရှားကလည်းတဖြည်းဖြည်းနဲ့ပါလာပြီတရုတ်ကလည်းပါပြောနေလဲဆိုရင် သူ့နိုင်ငံသားတွေကိုပြန်ခေါ်နေပြီဖြစ်တယ်။တရုတ်ကသူ့နိုင်ငံသားတွေကိုပြန်ခေါ်နေပြီ။အီရန်နိုင်ငံမှာရှိတဲ့ဟာတွေအစ္စရေးနိုင်ငံမှာရှိတဲ့လူတွေအားလုံးကိုသူပြန်ခေါ်နေပြီ။သူ့လူမျိုးတွေကိုသူပြန်ခေါ်နေပြီ။ဆိုတော့ကတော်တော်များများဒီပြီးတော့ရုရှားကအီရန်နဲ့စကားပြောလာနေပြီ။ဆိုတော့ဒီကြားထဲမှာအခုပြဿနာတော်တော်များများဖြစ်နေတာ။ဆိုတော့ဒီစစ်ပွဲကငိတ်ချမ်းကြီးတော်ဖက်ကိုဥတီတော်မလားမဟုတ်ပဲနဲ့ အစိုးဖက်ကိုဥတည်သွားမလားဆိုတာကိုကျွန်တော်ဆက်လက်ပြီးကျွန်တော်နောက်ထပ်၄900တော့ကြည့်ရတယ်900ဆက်သက်ဖြစ်နေမယ်ဆိုတော့ဒီကဘာဒီစစ်ပွဲကတော်တော်လေးကြာရှည်နေတဲ့နေထိုင်မှုဖြစ်လာနိုင်မယ်ပြီးတော့ဒေါ်နတ်အခုနကကျွန်တော်ပြောတဲ့စကားက USA ကိုဒီအီရန်နိုင်ငံမှာရှိတဲ့ဒီမီအောက်တွင်းမှာရှိတဲ့ဒီသူတို့ရဲ့နျူကလ িয়ার လက်နက်တွေတူလောင်နေတဲ့နေရာမှာလှုပ်တဲ့နေရာကိုဖျက်ဆီးချင်တဲ့ USA နိုင်ငံကနေတဲ့အင်အားကြီးတဲ့ဘုံပေါ့နော်အိုးမီအောက်တဲ့အထက်ထိပေါက်ခွဲနိုင်တဲ့ ပုံးနေအခုညီလိုတယ်ဆိုပြီးမှပြောလာတာဖြစ်ပါတယ်။ဣသရေလနိုင်ငံမှာရှိတဲ့လက်ဘုံကတော့အလောက်ထိမရောက်နိုင်ဘူးပေါ့။ဒါပေမဲ့အပျက်စီးဖြစ်စေခြင်းနဲ့ဆိုရင် US နိုင်ငံမှာရှိတဲ့ပြုတ်လုထားတဲ့ဘုံကိုအခုညီရဖို့လိုတယ်လို့တောင်းဆိုလာတယ်ကိုကျွန်တော်တွေ့ရတယ်ဖြစ်တယ်။ဒါကြောင့်တကယ်တမ်းတရားကိုလောကနျူကလ িয়ার ဖြတ်သိမ်းကိုမလုပ်ဘူး။ဆက်လက်ပြီးလုပ်နေမယ်။ဆက်လက်ပြီးအာ တိုက်နေတဲ့နေတိုက်ရတိုက်တိုက်ရမယ့်နေချမ်းမျိုးဖြစ်သွားမယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေကဘာစစ်ဖက်ဥတီနေလာတော့ကျွန်တော်ကစစံရတော့မှဖြစ်ပါတယ်ပေါ့နော်အပလိစ်တီဗီလို share ပြီးချင်အပြီး comment တွေကျွန်တော် share ကြပါမိတ်ဆွေအမျိုးလဲပြောရင်းနဲ့ဒီမှာပဲ share လွတ်လပ်စွာ share နိုင်နေဆိုပြီးပြောရင်းနဲ့ဒီမှာပဲနေကိုချိုးချင်ပါတယ်နော်ကျေးဇူးတင်တယ်